ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် essential grammar and use တွေက unit 567ကိုသင်ပြမှာဖြစ်ပါတယ်အဲ့ဒီ567ကအဓိက option တော့သူတို့က simple present tense ကိုအခြေခံပြီးတော့သူကသင်ထားတာပေါ့နော်အဲ့တော့ simple present tense ကိုသူကပရမဘလို့ရိုးရိုးစာကြောင်းတိဆောက်မလဲရိုးရိုးစာကြောင်းမှာဘလို့သုံးလဲဘယ်နေရာတွေမှာသုံးလဲပြောတယ်နောက်တစ်ခါကျတော့အဲ့ဒါတွေကိုမေကွန်းဘလို့လုပ်လဲအငင်းဘလို့လုပ်လဲအဲ့ဒါတွေပြောတယ်ပေါ့နော် ဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်ဒီမှာရှင်းပြမယ်ဒါတော့အကုန်ပဲပေါ့ဒီရှင်းပြတဲ့ဟာလေးကိုနားထောင်လိုက်လို့ရှင်တော့အဲ့ဒီ Unified System 7မှာပါတဲ့ SSS ကိုလောက်တတ်သွားမယ်ပေါ့နော်ကဲဆိုတော့ဆက်ရအောင်ပုံမှန်အဖြစ်တော့ bug 1လို့ခေါ်တာပေါ့ဗျာအဲ့တော့သူ့ရဲ့ term set ရဆိုလို့ရှင်တော့ simple present tense လို့ခေါ်တယ်မြန်မာလို့ဆိုရင်ကျွန်တော်တို့ ဒီနဲ့ဆုံးတာပေါ့နော်အဲ့တော့ဒီ verb 1ကိုဘယ်နေရာတွေမှာသုံးလေသုံးထရှိလဲဆိုတော့မြင်ရသောအဖြစ်လှုပ်လေလှုပ်ထဖြစ်လေဖြစ်ထရှိတဲ့ကိစ္စတွေမှာသုံးပါတယ်ပြောမယ်ဆိုလို့ရှိရင်အလေးအထရှိတဲ့ကိစ္စတွေမှာသုံးတယ်ဥမာမနက်မနက်ကိုကျွန်တော်အိယာ6နာရီထားတယ်ကျွန်တော်မနက်ကိုအာယုံကို7နာရီသွားတယ်ကျွန်တော်ညနေ6နာရီခွဲမှာယုံဆင်းတယ်စသဖြင့်ပေါ့ဒါမျိုးတွေပုံမှန် လုံလေလုံထဖြစ်လိဖြစ်ထရှိတဲ့ကိစ္စတွေမှာကျွန်တော်တို့ပြောလို့ရတယ်။နောက်တစ်ခုကကာလအပိုင်းခြားတစ်ခုအတွင်းမှာပုံမှန်ဖြစ်နေတဲ့ကိစ္စတွေကိုပြောရင်သုံးတယ်။ခုနကလိုမျိုးပဲเนาะကာလအပိုင်းခြားတစ်ခုအတွင်းမှာပုံမှန်ဖြစ်နေတဲ့ကိစ္စခုနကလိုပဲအဲရုံးပဲချိန်သွားတယ်အိယာပဲချိန်ထားတယ်ရုံးပဲချိန်ဆင်းတယ်အဲ့တော့ तू ဒီရုံးမှာလုံနေတဲ့ကာလတစ်လျှောက်လုံးအထိဒီကာလအပိုင်းခြားတစ်ခုအထိပုံမှန်လုံနေတဲ့ကိစ္စပေါ့เนาะဒါမှမဟုတ်လို့ရှင်လဲကျွန်တော်တို့ဆိုပါတော့ အာယထာက9နိုင်မှာဘူတာကို စိုက်လေးရှိတယ်ဆက်တင်ပေါ့နော်ဒါပုံမှန်ဖြစ်လေဖြစ်တာရှိနေတဲ့ကိစ္စကိုပြောရင်သုံးတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရေပူရအမှန်တရားကိုပြောတဲ့အခါမှာသုံးတယ်ရေပူရအမှန်တရားဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့လောကကြီးမှာအဲ့ကိစ္စပုံမှန်အားဖြင့်ဖြစ်နေတာအမြဲတမ်းအမှန်တရားလို့တော့အမြဲတမ်းဖြစ်နေတဲ့ကိစ္စလို့တော့ပြောလို့ရတယ်ချွင်းချက်တွေကလွဲလို့ရှင်ဆိုတော့ဏီက အရှိကနေထွက်တယ်အနောက်ကိုဝင်တယ်ဒါသည်ရေဝေကအမှန်တရားရေဝေအဖြစ်မှန်နေတာရေဝေအဖြစ်ဖြစ်နေတာကဘာကနေကိုပတ်တယ်ဒါလည်းအမှန်တရားပဲเนาะပြီးရင်ရေကအမြင့်ကနေအနှင်းကိုစီးစင်းတယ်ဒါသည်လည်းရေဝေဖြစ်နေတဲ့အမှန်တရားပဲเนาะပြီးရင်နွားကမျက်စားတယ်ဒါလည်းရေဝေအမှန်တရားပဲเนาะပြီးရင်လူဟာတည်မျိုးဖြစ်တယ်ဒါလည်းရေဝေအမှန်တရားတွေပဲဆိုတော့အဲ့လိုကိစ္စတွေကိုပြောရင်လည်းသုံးတယ်ဆိုတော့ ဒီ verb 1ရဲ့အတုံးလေးပေါ့နော်ဒီ simple present tense ရဲ့အတုံးလေးကိုရမယ်ထင်ပါတယ်အဓိကတော့ကျွန်တော်တို့တစ်ခါလေးမှာ theory ပဲ short ပြောနေလို့ရှိရင်လည်းအာဟုံသွားတတ်တယ်ဘာတွေမှလည်းမသိဖြစ်သွားတတ်တယ်ရောထွေးတတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ example လေးတွေနဲ့တွဲပြီးတော့တစ်ခါလေးကြည့်အောင်နော်ကျွန်တော်တို့ပါဇက်ကရှင်းပြနေတာထက်ဆိုင် example လေးနဲ့တွဲပြီးတော့ကြည့်အောင်ကဲ example ကိုမသွားခင်အဲ့ဒီ verb 1နဲ့တွဲသုံးလေးရှိတဲ့ effort တွေရှိတယ်ကြိယာဝိသေသနာပေါ့နော်ဘာတွေလဲ always never often often လို့လည်းထွက်လို့ရတယ်နော် often often ပြီးရင် usually sometimes ဒါမျိုးတွေနဲ့တွဲသုံးလို့ရတယ် always ကတော့အမြဲလို့လို့အများအားဖြင့်ပေါ့ဗျာ never ဆိုတာဘယ်တော့မှ often ဆိုတော့မကြာခဏ usually ဆိုတော့အမြဲလို့လို့အများအားဖြင့် sometimes တခါတည်းရင် sometimes မှာ s ပါတယ်နော် sometimes မှာ s မပါလို့ရှင်နောက်ထပ်အဓိပ္ပာယ်တစ်ခုရှိပါတယ်အဲ့တော့ပုံမှန်စာကြောင်းရေးတဲ့အခါမှာဘဝန်းတွေကို ဘလို့သုံးလဲဆိုတာကြည့်အောင်အခု read to like to walk to lift to watch to do to have to debate တိမဲ့ထင်တယ်เนาะမသိတဲ့လူတွေအတွက်လည်းတစ်ခါရင်မှတ်လို့ရအောင် read ဆိုတာစာဖတ်သည် align ခရီး like ဆိုတာကကြိုက်သည်နှစ်သက်သည်သဘောကျသည် walk walk ကကြတော့အလုပ်လုပ်သည်ဒါမှမဟုတ်ဖြစ်မြောက်သည် align we lift ဆိုတာနေထိုင်သည်ပေါ့เนาะ watch ဆိုတာကတော့ကြည့်သည်ဒါမှမဟုတ်စောင့်ကြည့်သည် do ဆိုတာကတော့ပြုလုပ်သည် half ဆိုတာကမှရှိသည်ပစ္စည်းတစ်ခုခုကိုမှရှိတာကိုပြောတာပစ္စည်းမှမဟုတ်ဘူးပေါ့နော်ကိုမှတစ်ခုခုပိုင်ဆိုင်တာကိုပြောခြင်းအဲ့ဒါမျိုးဆိုရင် half အဲ့တော့သူတို့ကို subject အများနဲ့တွဲပဲဆိုရင်ရှေ့က subject အများနဲ့တွဲပြီဆိုလို့ရှိရင်သူတို့မှာဘာမှထည့်စရာမလိုဒီတိုင်းပဲရေးလို့ရတယ် subject အများဆိုတာတခြားမဟုတ်ဘူးဥပမာ pronoun တွေမှာဆိုရင် i we you they ဆိုတဲ့တဦးထပ်ပို့တဲ့ဟာတွေเนาะ ါဆိုအိုင်ကတော့ချွင်းချက်တူထက်တော့မပူဒါပေမဲ့သူ့အများလို့သတ်မှတ်ထားတယ်နော်ဒါကတော့ချွင်းချက်အဲ့တော့အများဆိုတော့ကျွန်တော်တို့လူဆိုလို့ရှိရင်လည်းတူထက်ပူတာအရာဝတ္ထုဆိုလည်းတစ်ခုထက်ပူတာနော်တတဝါဆိုလို့ရှိရင်လည်းတခြားတိရစ္ဆာန်တွေဆိုလည်းတစ်ကောင်ထက်ပူတာအဲ့ဒါမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့အများလို့သတ်မှတ်တယ် subject ကိုအများလို့သတ်မှတ်တယ်နော် pronoun ဆိုလို့ရှိရင်လည်း i will you they ကိုအများလို့အင်္ဂလိပ်စကားမှာအင်္ဂလိပ်ဘာသာပြရမှာသတ်မှတ်တယ်ဆိုတော့ ူမှာဘာမှပြောင်းလဲစရာမလိုဘူး။သူနဲ့တွဲမယ်ဆိုရင် I read, we read, you you read, they read, I like, we like, you like, they like စသဖြင့်ပေါ့ဗျာ။နော်ဒါကွက်ဖို့နမူနာဆက်ဖတ်ဖို့အဲ့တော့ subject အနေ subject အနေဆိုတာဘာလဲဆိုတော့ he she it ပြင်တူရဲရှိတာဟိုမှာမောင်မောင်မမเนาะចောင်းသားတယောက် ဆရာတယောက်ဆက်သဖြင့်အဲ့လိုမျိုးတစ်ခုပဲရှိတဲ့ဟာအ ਨੇ ကင်းဆိုလို့ရှိရင်တော့သူကအဲ့ဒီခုနကပြောတဲ့ verb မှာပါတက်လဲဆိုတော့ s တို့မဟုတ် es တဲ့အဲ့ဒါလေးတော့မှတ်ရမယ်နော်ဒီ verb 1မှာအဲ့တော့ he reads she reads it reads he likes she likes it likes she works he works ဆက်သဖြင့်ပေါ့ဗျာနော်အဲ့လိုမျိုးလေးတွေတုံးရမယ်နော်ဒါမျိုးလေးတွေသိထားရမယ်ဒါကတော့ပုံမှန်စာကြောင်းတွေမှာတုံးတဲ့အခါမှာဒါလေးတွေသတိထားဖို့ပြောတာ subject အများဆိုတော့ခေချာမရှိဘူး subject အနည်းဆိုလို့ရှိရင်တော့ verb ကို s to mo es တက်မယ်နော် okay နောက်တစ်ခုကကြတော့ကျွန်တော်တို့မိကွန်းလောက်တာအငင်းလောက်တာဒီဘဝန်းတွေကိုမိကွန်းလောက်ရင်အငင်းလောက်ရင်လိုက်နာရမယ်စီကံစီမင်းစီကံလေးတွေရှိတယ်အများကြီးတော့မဟုတ်ဘူး do နဲ့ does နဲ့သုံးရမှာเนาะအဲ့တော့မိကွန်းလုပ်မယ်ဆိုလို့ရှိရင် subject အများဆိုလို့ရှိရင် do သုံး subject အနည်းဆိုရင် does သုံးအငင်းလုပ်ရင်လည်းအဲ့တိုင်းပဲ subject အများဆိုရင် don't သို့မဟုတ် do not သုံး subject အနည်းဆိုရင်အငင်းလုပ်မယ်ဆိုရင် does not သို့မဟုတ် doesn't သုံးအဲ့တော့နမူနာကြည့်အောင်ဒီမှာ I'm with you there ူမှာ verb တစ်ခုရှိမယ်ဆိုပါတော့ဘာပဲရှိရှိပါတော့အဲ့တော့ do i blah 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 question mark do we blah 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 question mark do you question mark do they blah 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 question mark စသဖြင့်ပေါ့နော်အဲ့တော့အငင်းလို့ရင်ရော i we you they ရှိမှာ subject ကအများဖြစ်နေပြီအငင်းလို့ရင် do သုံး do not သို့မဟုတ်ရင် don't ဒါတော့အတူကောင်းရှိတာပေါ့ do not ရဲ့အတူကောင်း don't ပေါ့အဲ့တော့ he she it subject အနည်းဆိုရင် does though does he blah blah question mark does she blah blah question mark does it does it ပေါ့ဗျာဒီလိုမျိုးခွဲပြောရင်တော့ blah blah question mark အဲ့ဒါမျိုးသုံးရမယ်เนาะဆိုတော့အဲ့တိုင်းပဲအငင်းလုပ်မယ်ဆိုလို့ရှိရင်လေ he she it သို့မဟုတ် subject အရှိရအနည်းဆိုလို့ရှိရင် does not သို့မဟုတ် doesn't သုံးရမယ်အဲ့မှာသတိထားမိလားမသိဘူးကျွန်တော် verb 0 verb 0 verb 0ဆိုရေးပြထားတယ် တော့ Dudatis နဲ့အငင်းလောက်တာပဲဖြစ်ဖြစ်မေကွန်းလောက်တာပဲဖြစ်ဖြစ်အဲ့ဒီ web တွေမှာကျွန်တော်တို့ var ACS မှာမလိုက်ရအောင်ပြူဝါဖြစ်နေတဲ့အဲ့ဒီ yoyo verb 1ကိုပဲသုံးရမယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကို infinitive verb လို့ခေါ်တယ် s တို့မဟုတ် es ဘာမှမလိုက်တဲ့ yoyo verb 1ကိုပြောတာเนาะကျွန်တော်တို့အဲ့ဒါကို verb 0လို့လည်းခေါ်တယ်အဲ့တော့ဆိုရင်တော့ဒါရှင်းလင်းချက်ကတော့ပြီးပါပြီရှင်းလင်းချက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အာစပြီးတော့လေ့ကျင့်ခန်းတွေလုပ်ကြတော့မယ်ပေါ့เนาะ ဲ့တော့ unified ကစတော့မယ်ပေါ့ဗျာဒုစရအတိုင်းဒီဘက်ကရှင်းလင်းချက်ဒီဘက်ချမ်းကတော့ဒါလေ့ကျင့်ခန်းတွေပေါ့ဒီလေ့ကျင့်ခန်းတွေရဲ့အဖြစ်ကဟိုးနောက်ဆုံးမှရှိတယ်ဒီစာအုပ်ရဲ့နောက်ဆုံးမှသက်ဆိုင်ရာအခန်းနံပါတ်နဲ့ရှိတယ်နော်ဆိုတော့အင်ဇာကတော့လောက်ရမယ်အင်ဇာလုံးမှဒါကိုယ့်ရဲ့အမားတွေကိုတိမှာတခါလေတိတယ်လို့ထင်ရပေမဲ့မတိတဲ့နေရာလေးတွေရှိတတ်တယ်နော်အင်ဇာလုံးကြည့်လိုက်တော့မှဘာကြောင့်ဒီအဖြစ်ရတာလဲ ဆိုရဇဝေဇဝါနဲ့အဖြေကြည့်တဲ့တော့မှအော်ဒါကြောင့်ကိုတိသွားတာမျိုးရှိတတ်တယ်နော်ဆိုတော့အင်ဇာလေးလည်းလုစေခြင်းနဲ့အဖြေကိုတော့တိုက်ကြည့်ပါဆိုတော့ကိုယ့်ကိုဆက်ပြီးတော့လုံနိုင်တဲ့လူတွေကတော့ဒီနေရာနဲ့ဆက်ပြီးတော့ကြည့်စရာမလိုတော့ပေါ့နော်ဒါပေမဲ့တကြောင်ချင်းရှင်းပြဖို့လိုတဲ့လူတွေဒီမှာအင်္ဂလိပ်လိုနမူနာပေးတဲ့စာကြောင်းတွေကိုတကြောင်ချင်းရှင်းပြဖို့လိုတဲ့လူတွေအတွက်ကတော့ဒီဗီဒီယိုလိုက်ကြည့်ကြပါပေါ့နော်အခုဒီကနေဆက်ကြည့်လို့ရပါတယ်အဲ့တော့ unit 5 เนาะ unit file မှာကျွန်တော်ဒီနားလေးမှာဒါ screen shot လေးနဲ့ကျွန်တော် ပြပြထားတယ်ဒီမှာပုံလေးတဲမှာကောင်းလေးနဲ့ကောင်းပါလေးပေါ့ zoom တွေတွေပါပြောလဲ we read a lot အဲ့တော့သူတို့ပါပြောရတယ်ငါတို့စာအုပ်အများကြီးဖတ်တယ်အဲ့တော့သူတို့စာအုပ်ဖတ်လေးဖတ်တာရှိတာကိုပြောတာတဘောကစာအုပ်ဖတ်လေးဖတ်တာရှိတာကိုပြောတာအခုဖတ်နေတာကိုပြောတာမဟုတ်ဘူးအတိတ်မှာဖတ်ခဲ့တာကိုပြောတာမဟုတ်ဘူးအခုဖတ်လေးဖတ်တာရှိတာကိုပြောတာအလေးအထက်နော် they have a lot of books တို့မှာစောက်တွေအများကြီးရှိတယ်နော်ရှိနေတယ်အခုရှိနေတယ်နော် they read a lot သူစောက်အများကြီးဖတ်တယ်ပြီးရင်နောက်ထပ်ပုံလေးတစ်ပုံမှာကြာတော့ဗာပြောလာလဲဟိမ I like ice cream ငါ ice cream ကြိုက်တယ်ကျုပ်ဆိုရင်အခုစားနေတဲ့အချိန်မှာကြိုက်နေတာမဟုတ်ဘူး तू အတိတ်ကလည်းကြိုက်တယ်အခုလည်းကြိုက်တယ်ဆက်လည်းကြိုက်သွားဖို့ရှိနေတယ်နော်အဲ့အဲ့ဒီအနေထား तू ကြိုက်တဲ့အလေထားကိုပြောတာ I like ice cream အဲ့တော့လက်ရှိ ပုံရပြောမယ်ဆိုလို့ရှင်တော့ he is eating an ice cream ice cream စားနေတာလက်ရှိရတော့ဟုတ်တယ်ဒါပေမဲ့ तू ice cream ကိုကြိုက်တယ်ဆိုရင်တော့ he likes he is liking လို့တော့ပြောလို့မရအောင်เนาะ तू ကြိုက်တာကြိုက်လိကြိုက်ထားရှိတာအဲ့ဒါမျိုးအဲ့တော့အဲ့ဒါဆိုလို့ရှင်အခုမှစပြီးတော့လိလာနေတဲ့တင်နေတဲ့လူတွေအနေနဲ့ဆိုလို့ရှင်တော့ तू က for one နဲ့ for five inch ကိုတခါတလေအာ ဘာကြောင့်လဲတပါတို့ဒီလိုဗတ်အင်ဂျီသုံးလို့မရတာလဲဆိုတာရှိတယ်။အဲ့ဒါလည်းနောက်ခံမှာလာမယ်နော်။ဗီဒီယိုလည်းတင်တော့တင်ပြသွားပြီ။ဒါပေမဲ့နောက်ခံမှာထပ်ပြီးတော့တေချာရှင်းပြပေးမယ်နော်။အောက်မှာပြတ်ထားတဲ့ဥမာလေးကဒါကျွန်တော်ဆွဲပြထားတဲ့အတိုင်းပဲပေါ့နော်။ subject အများဆိုလို့ရှိရင်တော့ဘာမှ verb မှာဘာမှထပ်ပြီးတော့ပြောင်းစရာပေါင်းစရာမလိုဘူး။ subject ကအနည်းဆိုတော့ verb မှာ SES တက်ရမယ်ဆိုပြီးတော့သူကရေးပြထားတာနော်။အဲ့တော့အောက်မှာသူနမူနာပေးထားတဲ့ဟာလေးကိုကျွန်တော်ဖတ်ပြမယ်။ I work in a shop. သူဘာမှလုပ်လဲ။ဈေးဆိုင်တစ်ခုမှာသူအလုပ်လုပ်တယ်။နော်ဈေးဆိုင်တစ်ဆိုင်မှာသူအလုပ်လုပ်တယ်။ My brother works in a bank. သူအကူကတော့ဘာမှလုပ်လဲ။ဘဏ်မှာလုပ်တယ်။နော်။အဲ့တော့သူဒီစကားကိုမပြောခင်ကသူဆိုင်မှာလုပ်နေတာအခုလဲလုပ်နေတယ်။ပြောပြီးရင်လဲဆက်လုပ်ဖို့ရှိတယ်။နော်။အဲ့တော့ तू ပုံမှန်လုပ်လေလုပ်ထရှိတာဒီဆက်ယုံမှာအဲဒီအလုပ်ယုံမှာ तू လုပ်နေလုပ်လေလုပ်ထရှိတာကိုပြောတာဖြစ်တဲ့အတွက် work သူ့ကိုလည်းအတန်းပဲဘမ်းမလုံနေတာเนาะပြောမယ်ဆိုလို့ရှင်ဒီကာလာအပိုင်းခြားတစ်ခုအတွင်းမှာသူသူတို့လုံနေကြတဲ့ကိစ္စပေါ့เนาะအင်းအဲ့ဒါမျိုးပြောတာဖြစ်တဲ့အတွက်ဒီမှာပုံဝန်းကိုတုံထားတာเนาะသူကတော့အရင်ကတော့ subject အများမလို့ work မှာ SES မတက်ဘူး my brother ကတော့ subject အနည်းဖြစ်တဲ့အတွက် work မှာ SES S တက်ထားတွေ့ရနော်နောက်တစ်ခုကကြတော့ Lucy lives in London her parents live in scotland အဲ့တော့ lucy ကဘယ်မှာနေလဲ london မှာနေတယ်เนาะကာလပိုင်းခြားတစ်ခုတွေမှာပုံမှန်ဖြစ်နေကိစ္စ her parents live in scotland သူရဲ့မိဘတွေကတော့ scotland မှာနေတယ် lucy ကအနေမလို့ subject အဲ subject အနေမလို့ live မှာ s တက်ထားတယ်သူမိဘတွေကတော့အများဖြစ်နေတဲ့အတွက် subject မှာ s မတက်ဘူး s မတက်ဘူးပေါ့เนาะဆိုတော့ဒါမျိုးပြောတာ ောက်တစ်ခုက it rains a lot in winter ကျွန်တော်တို့အဲကဘာကြီးမှာရာသီဥတုမျိုးစုံရှိတယ်ဗျအဲ့တော့မြန်မာပြည်မှာတော့ရာသီဥတုသုံးမျိုးလို့ကျွန်တော်တို့ပြောတယ်မိုးရာသီမှာမိုးရွာတယ်เนาะဒါပေမဲ့ကျွန်တော်တို့လိုရာသီဥတုကွဲပြားတဲ့တခြားကမ္ဘာနိုင်ငံတွေရှိတယ်တချို့နိုင်ငံတွေမှာကြာတော့သူကမိုးလုံးကမရွာတဲ့နိုင်ငံတွေရှိတယ်တစ်နှစ်ပတ်လုံးမိုးလုံးကမရွာတဲ့နိုင်ငံတွေရှိတယ်သူတို့စီမှာကြာတော့အဆောင်းဆောင်းဦးเนาะ နှွေနှွေဦးစသဖြင့်အဲ့လိုမျိုးပဲရှိတယ်။အဲ့တော့တချို့ဒေတာတွေကြပြန်တော့ဆောင်းတွင်းမှာမိုးရွာလေးရှိတယ်။မိုးရွာတယ်မဟုတ်ဘဲနဲ့ဆောင်းတွင်းမှာမိုးရွာလေးရှိတယ်။နော်ဆိုတော့အဲ့လိုမျိုးအလေးထားကိုပြောတာဒီမှာကျတော့ it rains a lot in winter ဒါသူ့ဒေတာတစ်ခုခုကရာသီဥတုကြောင်းပြောတာဖြစ်မှာပေါ့နော်အဲ့ဒေတာမှာတော့ it rains a lot winter အဲ့တော့ဗလာကာလာပန်ချာတစ်ခုထဲမှာပုံမှန်ဖြစ်နေတဲ့ကိစ္စကိုပြောတာနော်ကြိုက်တဲ့ဟာနဲ့ညှိဗျာဘယ်ဒီသုံးခုတွေကဘယ်ဟာနဲ့ပဲညှိညှိအဲ့ဒါကကျွန်တော်တို့ဘဝန်းနဲ့ပဲရေးရမယ်လို့ပြောချင်တာနော် ဲ့တော့သူကဟိုတစ်ခါလေ S ပေါ့မလား ES ပေါ့မလားကျွန်တော်တို့ confuse ဖြစ်ရတယ်အခုမှစာလေ့လာမဲ့လူတွေအတွက်ဆိုရင်เนาะအဲ့တော့အဲ့ဒါကလည်းဒီ appendix 5ဆိုတဲ့ဒီစာအုပ်ရဲ့နောက်ဆက်တွဲ9မှာသွားကြည့်လို့ရတယ်ရှင်းပြထားတာเนาะပြောမယ်ဆိုလို့ရှိရင် SSH to CH to ဆိုလို့ရှိရင်เนาะကျွန်တော်တို့ ES ပေါင်းပေးရတယ်เนาะ Y ဆိုလို့ရှိရင်တော့ Y O အိမ်ပြောင်းပြီးတော့ ES ပေါင်းပေးရတယ်เนาะဒီလိုမျိုး pass တို့ finish တို့ဘာတို့စသဖြင့်ပေါ့နော်။ဘာကြောင့်ဒီလိုမျိုးပြောင်းသွားလဲဆိုတဲ့ဟာလေနောက်မှာသူရဲ့ပုံတင်နေရှိရယ်။နော်အခုဒီမှာကတော့ရှေ့မှာဆိုလို့ကျွန်တော်မရှင်းပြတော့။နော်။ဘာကြောင့်ကိုယ့်အကူလွတ်ကြည့်ပါလွှဲပါတယ်နော်။နောက်တစ်ခုကကြတော့ B B ကတော့ကျွန်တော်ရှင်းပြထားတဲ့အတိုင်းပဲ။ဒီဒီဒီသုံးခုကိုကျွန်တော်ရှင်းပြထားတဲ့အတိုင်းပဲ။သူကအပေါ်စာကြောင်းလေးမှာပြောပြထားတာ။ We use the present simple for things that are true in general ။အဲ့တော့ ัวတစ်ချက်ပရမတ်တစ်ချက်ပြီးရင် all coming နောက်တစ်ချက်ပြောပြထားတယ်နောက် all coming နောက်တစ်ချက်တစ်ချက်ပြောပြထားတယ်အဲ့တော့ပရမတ်တစ်ချက်ကိုပြောပြမယ် all she က things that are true in general ယူရအားဖြင့်မှန်နေတဲ့ကိစ္စကိုပြောတဲ့အခါမှာသုံးတယ် for things that happen sometimes အဲ့တော့တစ်ခါတလေဖြစ်လေဖြစ်တာရှိတဲ့ကိစ္စတွေကိုပြောတဲ့အခါမှာသုံးတယ် or all the time တစ်ချိန်လုံးအမြဲတမ်းဖြစ်လေဖြစ်တာရှိတဲ့ကိစ္စတွေမှာပြောရင်သုံးတယ်အဲ့တော့ဒါတွေပြောတာ I, don't, I like basics ယူဂျီလေးကိုကြိုက်တယ်ဒါ तू ကြိုက်တဲ့သဘောတရားကိုပြောတာ Your English is good you speak very well English going. going. Miss မင်းအင်္ဂလိပ်စာအရင်ကောင်းတယ်မင်းအင်္ဂလိပ်စာကောင်းတယ်မင်းစကားပြောတာတော်တော်ကောင်းတာပဲ very well ဒါ general ပြောတာ Tom works very hard တော်အလိုကြိုးစားတယ်အရင်ကြိုးစားတယ် he starts at 7:30 and finish at 8 o'clock in the in the evening အဲ့တော့အထွန်ကအရင်အလုပ်ကြိုးစားရဲမနက်9:00နာရီနေစပြီးတော့ညနေ10:00နာရီမှမှလုပ်ပြီးတယ်အဲ့တော့ထွန်ဆိုတဲ့လူအလုပ်ကြိုးစားတာဆိုလို့ရှိရင်ဒါ general အမှန်တရားကိုသူပြောချင်တာနော်ပြီးရင်လုပ်လေလုပ်ထရှိတဲ့ကိစ္စဆိုရင် stars သူ9:00နာရီခွဲမှထပြီးတော့10:00နာရီမှလုပ်ပြီးတဲ့ကိစ္စဒါလုပ်လေလုပ်ထရှိတဲ့ကိစ္စကိုပြောတာနော်နောက်တစ်ခုကကြတော့ the art goes around the sun အဲ့တော့ကဘာကနေကိုလှက်ပတ်တယ် we do a lot of different things in our free time အားလက်ချိန်မှာကျွန်တော်တို့မတူညီတဲ့အရာတွေကိုလုပ်ကြတယ်ဒါလည်းရည်ရွယ်အမှန်တရားပဲเนาะ it costs a lot of money to build a hospital ဆေးရုံတရုံဆောက်ဖို့အတွက်ငွေအမြောက်အများကုန်ကြတယ်ဒါလည်းရည်ရွယ်အမှန်တရားပဲเนาะအဲ့တော့သူနဲ့တွေ့သုံးတာပါလေ always never often usually sometimes အဲ့တော့ Sue always gets to work early. Suga alugu amiera soji dware. I never eat breakfast. Jano pero beroma masabu. No? We often go away at weekends. Jano majakana di weekends di စနေတနင်္ဂနွေမှာဆိုလို့ရှိရင် weekend မှာ as ပါတယ်เนาะအဲ့ဒါဆိုရင် စနေတနင်္ဂနွေနေ့တွေတိုင်းမှာစနေတနင်္ဂနွေတိုင်းမှာကျွန်တော်တို့ go away ဆိုအပြင်သွားလေသွားတာရှိတယ်ပေါ့เนาะရှောက်သွားလေသွားတာရှိတယ် mark usually plays football on sundays sunday မှာ as ပါတယ်ဒါလဲအဲ့တော့ mark ဆိုတဲ့လူက usually plays football on sunday စနေတနင်္ဂနွေနေ့တိုင်းမှာဘောလုံးကစားလေးရှိတယ် I sometimes walk to work but not very often. အဲ့တော့တခါတလေအလုပ်ကိုလမ်းလျှောက်သွားလေးရှိတယ်ဒါပေမဲ့မကြာခဏတော့မလျှောက်ဘူးနော်ပြောချင်တယ်အဲ့တော့နောက်တစ်ခန်းကကြတော့အငင်းအခန်းအငင်းအကြောင်းလေးာဒီမှာပြောပြထားတယ်နော်အများဆိုရင် don't တော့မဟုတ် do not သုံးမယ်အနည်းဆိုလို့ရှိရင် does not တော့မဟုတ် doesn't သုံးမယ်နော် coffee တဲ့ဒီမှာပုံလေးထဲမှာပြတ်ထားတယ် coffee no thanks i don't drink coffee no thanks no thanks ဆိုတာရင်ကျူးစွာပြန်ဖြေတာเนาะဒါလေးလည်းမှတ်ထား i don't drink coffee ငါ coffee မတောက်ပါဘူး i don't like my job ငါလူကငါမကြိုက်ဘူးငါလူကငါသဘောမကျဘူးအဲလူတယောက်ဒီမှာပြောနေတာเนาะ she doesn't drink coffee သူမ coffee မတောက်ပါဘူး he doesn't like his job သူလူကသူမကြိုက်ဘူးသဘောမကျဘူး เนาะဒီမှာ box လေးထဲမှာပြထားတာ positive တို့ negative တို့เนาะ positive ဆိုရင်ဘယ်လိုလုပ်ရမလဲ i will you they ဆိုလို့ရှင်ဒီလိုဒါကျွန်တော်ပြထားတဲ့အတိုင်းပဲเนาะဘက်ကိုဘာမှပြောင်းစရာမလိုဘူး he she is a subject အနေဆိုရင်တော့ verb ကို as to more yes ပေါင်းရမယ်เนาะ negative ဆိုလို့ရှင်တော့ negative လုပ်မယ်ဆိုလို့ရှင်တော့ do not သူမဟုတ်တုံးရမယ် he she it မှာ does not သူမဟုတ် doesn't တုံးရမယ်နောက်က verb ကတော့ကျွန်တော်တို့ SDES တွေဘာမှမပေါင်းရဘူးဒါလေးကိုပြောပြတာเนาะအဲ့တော့ကျွန်တော်အဓိပ္ပာယ်လေးဖတ်ပြမယ်ဩဂတ်စာကျောင်းလေးကို I drink coffee but I don't drink tea သူ coffee တော့တောက်တယ်ဒါပေမဲ့လက်ဖက်ရည်တော့မတောက်ဘူးเนาะဒါ verb 1နဲ့ရေးတဲ့အကြောင်းလေးကိုပြောပြနေရနော် verb 1နဲ့ရေးနေတဲ့အဲ့ verb 1မှာမှအငင်းလို့ရင်ဒါလေးလောက်ရတယ်ဆိုတာဒီသူပြောပြနေရ Sue drinks tea Sue ကလက်ဖက်ရည်တောက်တယ် but she doesn't drink coffee သူ coffee တော့မတောက်ဘူး you don't work very hard မင်းအလုပ်ကိုမကြိုးစားဘူးအလုပ်ကိုတူတူဆဆမလုပ်ဘူး we don't watch tv very often ငါတို့ tv မကြမ်းမကြမ်းကြည့်လို့မရှိဘူးမကြမ်းမကြမ်းမကြည့်ဘူး the weather is usually nice ရာသီဥတုကတော့ပုံမှန်အားဖြင့်ကောင်းတယ် it doesn't rain very often အဲ့တော့အမြဲတမ်းတော့မကြခဏတော့မိုးရွာလို့မရှိဘူး sam and chris don't know many people some net chris ရဲ့နှစ်ယောက်ကလူတော်တော်များကို မသိဘူးအဲ့တော့ b မှာကြတော့ဗာလဲအတိုင်းပဲအခုပြောပြရတဲ့ဟာအတိုင်းပဲเนาะ i will you သေးဆိုရင်အငင်းလုံးမဲ့ဆိုရင် don't သုံးတယ် do not သုံးတယ် he she is ဆိုရင် doesn't သုံးတယ် does not သုံးတယ်အဲ့လိုမျိုးလေးเนาะ i don't like football ငါဘောလုံးမကြိုက်ဘူး he doesn't like football သူဘောလုံးမကြိုက်ဘူး i don't like fret and fret doesn't like me ငါ fret ကိုသဘောမကျသလို fret ကလည်းငါ့ကိုသဘောမကျဘူး my car doesn't use much petrol ငါရဲ့ကားကစီသိပ်မစားဘူး petrol ဆိုတာ CO ပြောတာနော် sometimes he is late but it doesn't happen very often သူတခါတလေတော့နောက်ကျတတ်တယ်ဒါပေမဲ့အများရန်တော့ဖြစ်မနေဘူး happen ဆိုတာဖြစ်တာနော် ဲ့တော့ခုနကကျွန်တော်ရှင်းပြခဲ့သလိုပဲအဲ့ဒီဒုံးတို့ဒက်ဇန်တို့ကျွန်တော်တို့ဘာနဲ့သုံးလဲ infinite verb နဲ့တွဲပြီးတော့သုံးတယ်။နောက်က verb ကကျွန်တော်တို့ s ရဲ့မတက်ဘူးဘာမှမပါတဲ့အဲ verb one you you လို့ပြောချင်တာနော် infinitive verb ဆိုတာ I don't like washing the car I don't like washing the car I don't do it very often ငါကားရေးစရာမကြိုက်ဘူးအဲ့တော့ don't do it very often ဆိုတော့မကြခဏရေးစလေးမရှိဘူးပေါ့နော် Sarah speaks Spanish but she doesn't speak Italian. အဲ Sarah ကစပိန်စကားပြောတတ်တယ်ဒါပေမဲ့အီတလီစကားတော့မပြောတတ်ဘူး. David doesn't do his job very well. David ကသူ့လုပ်ကိုကောင်းကောင်းမလုပ်ဘူး. Paula Paula doesn't usually have breakfast. အဲ့တော့ Paula ကမနက်စာစားလေစားထားမရှိဘူး။ဒါမျိုးလေးပြောပြတာနော်။အဲ့တော့ တတိထားမိမယ်ဆိုလို့ရှိရင်အဲ့တော့ do's တွေအ don't doesn't တို့เนาะ do not တို့ don't တို့အဲ့ဒီနောက်တွေမှာပါလိုက် infinitive verb လိုက်တယ်ဆိုတော့ဒီမှာပြပေးနေเนาะအဲ့တော့အဲ့ဒါလေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဘက်ချက်မှာ exercise လေးလုပ်မယ်เนาะအခု unit 7ကိုသွားပြီးတော့အဓိပ္ပာယ်လေးရှင်းပြပါမယ်အမှဇွန်တွဲကဒီမှာအစားစားနေကြပုံရတယ်เนาะအဲ့တော့ maybe ဒီမှာမေကွန်းအခန်းပေါ့ do you play the guitar မင်းဂီတာတီးတယ်လားเนาะဒါပေမဲ့မင်းဂီတာတီးမလားเนาะမင်းဂီတာဂီတာတီးလေတီးတာရှိလားဒါမျိုးမေးတာเนาะအဲ့တော့ဒီမှာ positive နဲ့ question ပုံမှန်စာကြောင်းနဲ့မေးခွန်းစာကြောင်းပုံမှန်စာကြောင်းဆိုလို့ရှိရင်တော့ဒီလိုရေးတယ်မေးခွန်းစာကြောင်းဆိုရင်တော့ subject အများဆိုလို့ရှိရင် do task ကိုအရှိကိုပို့ပြီးတော့နောက်ဆုံးမှာ question လုပ်တယ်အဲ့ဒါလေးကိုသူကရေးပြထားတာเนาะ do i work do we work do you work do they work တွေ့လား question မလေးနဲ့ does he work does she work does it work does he like does he like does it like does he do does she do does it do ဒါမျိုးလေးနော်အဲ့တော့ဒီခန်းမှာကြာတော့ဗျာသူကမိကုန်းလုပ်တဲ့အကြောင်းကိုသူကပြပြထားတာပေါ့နော်မိကုန်းမှာမှကျွန်တော်ရှေ့ခန်းမှာသင်ခဲ့တယ်လို့ဆိုလို့ရှိရင် အဲ့ဒီဗီဒီယိုမှာလည်းတော်ဝင်ကြည့်လို့ရတယ်เนาะကျွန်တော်လင့်လဲကျွန်တော်ချပေးထားမယ်အဲ့တော့သူက yes or no question ရှိတယ်ဗျာပြီးရင် wh2 ဟောင်းလို့နဲ့စတဲ့ question ရှိတယ်ပြီးရင် tag question ရှိတယ် yes or no question ကြတော့ကျွန်တော်တို့မြန်မာလို့ဆိုရင်လားနဲ့ဆုံးတာဒါမင်းစပြီးပြီလားစပြီးပြီ yes မစရင် no အဲ့လိုဖြေလိုက်ရင်လုံလောက်တယ်เนาะကိုယ့်ကိုရှိရှိဝတ်ဆက်ဖြစ်ခြင်းလည်းရတယ်ဒါပေမဲ့ wh2 ဟောင်းလို့နဲ့မေးတဲ့မေးခွန်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ yes no နဲ့မလုံလောက်ဘူးသူမေးတဲ့အမေးခွန်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့ပြန်ဖြေရတယ်ဟုတ်ကဲ့ဘယ်ချင်းကဒါမင်းစတာလဲ ဆိုရင်သူအခြေုံမင်းကျွန်တော်တို့အခြေုံပြန်ဖြေရမှာเนาะအဲ့တော့မေကွန်းလုံးရဲ့အခြေခံကအဲ့ဒီ yes or no question တွေကမေကွန်းလုံးရဲ့အားလုံးရဲ့အခြေခံပဲเนาะအဲ့ဒီပုံမှာအခြေခံပြီးတော့ကိုမေ့ခြင်းနဲ့ခုနကလိုမျိုး WHD ဟောင်းတွေကိုအဲ့ဒီရဲ့အရှိမှာထားပေးရတာเนาะအခုကတော့ဆက်ဆက်လို့ပြောပြတာပေါ့เนาะအဲ့တော့အခြေတဝင်းသိကျင်လို့ရှိရင်အဲ့ဒီအခန်းမှာသွားကြည့်ပါเนาะအဲ့တော့ဆက်ဖက်ပြမယ် Do you play the guitar? ဂီတာတီးလားဂီတာတီးလေးရှိလား Do your friends live near here မင်းတငယ်ချင်းဒီနားတဝိုက်မှာနေလားဒီအနီးနားမှာနေလားပေါ့နော် Does Chris work on Sundays အဲ့တော့ Chris တနင်္ဂနွေနေ့တွေမှာအလုပ်လုပ်လား Does it rain a lot here ဒီမှာမိုးတော်တော်ရွာလားရွာလေးရှိလားပေါ့နော် Where do your parents live မင်းရဲ့မိဘတွေဘယ်မှာနေလဲ How often do you wash your hair မင်းစပင်ကိုနော်မင်းခေါင်းရောမင်း ဘယ်နှကြိမ်လျှော်လဲ What does this word mean ဒီစကားလုံးကဘာအဓိပ္ပာယ်လဲဒီစကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲပေါ့နော် How much does it cost to fly to Rome ရောမမြို့ကိုလင်းနဲ့သွားမယ်ဆိုဘယ်လောက်ကုန်လဲနော် How much ဆိုဘယ်လောက်ကိုပြောတာ always to usually တို့ကိုလည်း question စာစာကြောင်းတွေမှာထည့်ပြီးတော့သုံးလို့ရပါသေးတယ်တဲ့အဲ့တော့လေ့လာကြည့်အောင် Does Chris always work on Sundays? Chris တနင်္ဂနွေနေ့တွေမှာအလုပ်လုပ်သေးအများရန်အလုပ်လုပ်သလားเนาะ What do you usually do at weekends? စနေနေ့ကနေပိတ်ရက်တွေမှာမင်းဘာလုပ်လဲလုပ်တာရှိလဲ What do you usually do? เนาะ What do you do? အဲ့တော့ What do you do လို့အဲ့လိုပဲအတူတမ်းပဲမေးလာပြီဆိုလို့ရှိတော့အဲ့ဒါကမင်းဘာလုပ်လဲလို့မေးတာเนาะအဲ့တော့တတိတာ How do you do ဆိုတာကတော့မင်းနေကောင်းတာလို့မေးတာ What do you do ဆိုတာကတော့မင်းဘာလုပ်လဲလို့မေးတာเนาะမတူအဲ့တော့ What do you do? ဘာလို့လဲ I work in a bank ငါဘဏ်မှာလုပ်တယ်ဘဏ်တဘဏ်မှာလုပ်တယ်ပေါ့နော်အဲ့တော့ तू ကနံပါတ်စီရော reminder လေးပေါ့ပြန်သတိပေးတာပေါ့ I will you they မိကုန်းလုပ်မယ်ဆိုရင်တော့ do နဲ့လုပ်ရမယ်နော် he she it မိကုန်းလုပ်မယ်ဆိုရင်တော့ does နဲ့လုပ်ရမယ်နော် do they like music does he like music အဲ့လိုမျိုးပြောတာနော်အဲ့တော့ဒီလိုမျိုး do does တို့စထားတဲ့မိကုန်းဆိုလို့ရှိရင်ဘာနဲ့ပြင်လုံးလောက်တယ်ဟုတ်တယ်ဆိုရင် yes မဟုတ်ဘူးဆိုရင် no နဲ့ပြင်လုံးလောက်တယ်နော် yes I do. Yes, we do. Yes, they do. Yes, he does. Yes, she does. Yes, it does. What was it? No, I don't. No, we don't. No, you don't. No, they don't. No, he doesn't. No, she doesn't. No, it doesn't. No? Hello, do you play the guitar? Me get di la la question. Di yes, me do no. No, I don't. I'm do. Do your parents speak English? English la. မင်းရဲ့မိဘတွေအင်္ဂလိပ်စကားပြောတယ်လားပြောတယ်ဆိုရင် Yes they do မပြောတယ်ဆိုရင် No they don't Does James work hard? James အလုပ်ကြိုးစားလား Yes he does မကြိုးစားဆိုရင် No he doesn't Does your sister live in London? မင်းရဲ့ညီမလန်ဒန်မှာနေလားလန်ဒန်မှာနေတာလားနေတယ်ဆိုရင် Yes she does မနေဘူးဆိုရင် No she doesn't အဲ့တော့ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးလည်းစင်ပြေကြမယ်လို့ထင်ပါတယ်เนาะနောက်ပိုင်းလဲကျွန်တော်ဒီသင်ခန်းစာ အားလုံးဒီစာအုပ်အားလုံးပြီးဆုံးသွားတဲ့အထိကျွန်တော်သင်ပါပါသင်ရင်းနဲ့လည်းသိစရာလေးတွေမှတ်စရာလေးတွေရှိလာလို့ရှိရင်ကျွန်တော်ကြုံလို့ဗီဒီယိုအတိုလေးတွေနဲ့ပြောပြီးတော့သင်ပေးသွားပါဦးမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်